လုံးမဲမင်္ဂလာပါဒီနေ့ပြောရမယ့်အကြောင်းကမျှဝေမယ့်အကြောင်းကတော့ spare light ခေါ်တဲ့စင်တတူစင်အိုးဖြစ်ပါတယ် spare light ဆိုတာ grief ဘာသာစကားလာတာပြီးကိုလှည့်စားရတော့မာရင်ပြီးထင်တတ်တော့ဆိုတဲ့အဓိပ္ပာယ်ရပါတယ်အယောင်ရင်းတဲ့ spare light တွေကိုခဲတတူရိုင်းဂလီနာနဲ့မှားရင်တတ်ပါတယ် spare light မှာခဲပါဝင်ခြင်းမရှိပါဘူး ခဲနဲ့တူတူဟာတက်တဘောအပြင်မတူစီကမူအတူတွဲပြီးတော့တွေ့နိုင်တဲ့မူမိနေထားလို့ရှိကြပါတယ်ခဲနဲ့တူတူဟာတိကျဖြစ်ပေါ်ခဲ့ပါတယ်အတူတူကဖြစ်ပေါ်လေးရှိကြပါတယ်တဘောင်းဒီစဉ်းစားရပါတယ်ဒါကြောင့်မို့သူ့ကိုရှာဖွေတဲ့အခါမှာတဘောင်းဒီစဉ်းစားရပါတယ်သူ့ကိုတတ်ထုအနေဖြင့်1920ခုနှစ်တွင်တွေ့ရှိခဲ့တော်လဲ BC 900ခန်းကမိလောင်ပစ္စည်းခဲ့တော်အစားအုပ်တစ်ခုမှာ လက်ကောက်တွေတဲမှာသူဖြည့်ထားကြအောင်တွေ့ရပါတယ်။ green နဲ့ yellow တို့ကြားက green နဲ့ yellow တို့ဟာ G Smithson Knight ကို ရောဂျူလင်ဂျီနီတဲ့ပူဝါတဲ့တထုရရှိကြအောင်တွေ့ရပါတယ်။စကြောရစူနှစ်အခါကသူ့ကိုအိန္ဒိယနဲ့တရုတ်တို့ကမာယူတင်သွင်းပြီးတော့သူ့ကိုဥရောပမှာတူပေါ်ကြုံ1940ခုနှစ်မှာစတင်ခဲ့ကြအောင်တွေ့ရပါတယ်။အမေရိကန်တွေကစပိန်တွေတက်ဆော့ပြီးတော့တူပေါ်ခဲ့ကြအောင်စပိန်တွေကသူ့ကို ီတုတ္တူရိုင်ကိုဘိုလ်ဗီးယားနဲ့ပီရူးတို့မှာတူပေါ်ခဲ့ကြအောင်ထောက်ထားပြီးတွေ့ရပါတယ်။သူဖြစ်ပေါ်တဲ့တွန့်ထွက်တီကိုလေ့လာကြည့်မယ်ဆိုရင် Spera Right သူရဲ့တင်ဂီတာကတော့ ZNS သူတုတ်ပါဝင်မှုတော့69ရာခိုင်နှုန်းရာခိုင်နှုန်းပါဝင်ပါတယ်။ Smith So Nice ဆိုတဲ့ ZNCO3 ကတော့တုတ်ပါဝင်မှုဟာ52ရာခိုင်နှုန်း Zinc Guide ZNO Zinc Outside ကတော့တုတ်ပါဝင်မှု စေတသမ3ရာခိုင်နှုန်းပေါဝင်ပါတယ်စပယ်ရိုက်ကိုသွတ်စာဖိုက်တစ်မျိုးဆိုတာသွတ်စာဖိုက်တစ်မျိုးဖြစ်ပါတယ်သူ့ရဲ့ဓာတ်ရုပ်ဖွဲ့စည်းပုံမှာ set and fps ဖြစ်ပါတယ်ဝါနီယာဒရုန်များမှာရှိတဲ့မီတင်ကြောက်တွေနေကြကြောက်များနဲ့အတင်းမြောင်းကြောက်များမှာတွေ့ရလေးရှိပါတယ်စပယ်ရိုက်ကဆိုရင်တွေ့ရများဆုံးသွတ်တွင်းထွက်ပြီးပြီးတော့ကမ္ဘာရေးပါတဲ့သွတ်တတ္ထူရိုင်းဖြစ်တဲ့စပယ်ရိုက်မှာသွတ်69ရာခိုင်နှုန်းပါဝင်နေပါတယ်စပယ်ရိုက်ရဲ့ တံပါဝင်နေတဲ့သစ္စာပိုက်တစ်မျိုးဖြစ်ပါတယ်။ဓာတ်ဖွဲ့စည်းပုံရ ZN FES ဖြစ်ပါတယ်။ပုံဆောင်ခဲအနေထားမှာ ZN နေရာကို FE စားထိုးဝင်ရောက်နေရာယူရပြီးတော့ FE ပါဝင်နှုံးဟာလေ့ကျင့်အားဖြင့်20ရာခိုင်နှုန်းကျော်မကျော်ပါဘူး။အပူချိန်မြင့်လေ FE ပါဝင်များလေဖြစ်ကြောင်းတွေ့ရပါတယ်။မိုးစကီမာစင်ရလေးရှိပြီးတော့ ဥပိုင်စီတို့ဖြစ်ပြီးတော့ရေချင်းသစ်သီးစာမှာ၄.၁ဖြစ်ပါတယ်။အယောင်မှာအနှစ်ယောင်ညူယောင်အဝါယောင်အဖြူယောင်တို့အထူးရှိကြပါတယ်။မှတ်ယောင်မှာတော့အဖြူယောင်ညညူယောင်ပေးပါတယ်။ထူးခြားတာကတော့စာဖာအနက်ရရှိတတ်ပါတယ်။သူ့ရဲ့ဖွဲ့စည်းပုံမှာတမန်ပါဘူးဆိုရင်ကြည်လင်နေပြီးတော့အဖြူယောင်တိပေးနိုင်ပါတယ်။လေမော်ယောင်အဝါယောင်အထိလည်းရှိနိုင်ပါတယ်။တမ်ပါဝန်များလာတာနဲ့အမျှအယောင်ရင့်လာပါတယ်။ နီယောင်တိပေးတာလည်းရှိပါတယ်ဒါကြောင့်မို့ ruby blend တို့မို့ ruby jet လို့လည်းခေါ်ကြတာရှိပါတယ်ကိုဘော့ပါဝင်လာရင်တော့အစိမ်းအောင်တိပေးရပါတယ် spider ရဲ့အရေးကြီးတဲ့သတ္တုရိုင်းဖြစ်တာကြောင့်မူလဖြစ်စင်အားလုံးနိဗာဟာ spider right ကနေပြီးတော့ထုတ်ပြတာဖြစ်ပါတယ် spider right ကို cadmium indium gallium နေငယ်စီပါလာပြီးတော့တက်စင်လေးဟာဆိုရင်အဖိုးတန်တဲ့အတွက် spider right ရဲ့အဲဘေးရွက်ပစ္စည်း by product အနေနဲ့ထုတ်ယူတာထုတ်ယူရရှိနိုင်ပါတယ်ဂလီနာနဲ့ spare rate တို့မှာတတိတခြားဖြစ်ပေါ်နိုင်တော့လေအများဖြင့်တော့တွဲဖက်ဖြစ်ပေါ်လေးရှိပါတယ်သို့တော့ outside သူတတ်ထူရိုင်များမှာဆိုရင်တီချာဖြစ်ပေါ်လေးရှိပါတယ်သူကအကယ်ဒမီယာနဲ့တွဲပြီးတော့ဖြစ်ပေါ်လေးရှိပြီးတော့ခဲရတော့ basement antimony ro နဲ့တွဲတွဲရတတ်ပါတယ် pyrite နဲ့ chalcopyrite ကဆိုရင်ခဲနဲ့တော့နှမျိုးစလုံးမှာတွဲရလေးရှိပြီးတော့ငွေတတ်ထူရိုင်ပါလေးရှိပါတယ် တွတ်တရားရရှိတဲ့တွန်းတက်တရားဆိုရင်တော့ဂျီငွေခဲကက်မီယံစတဲ့တွန်းတက်တီနဲ့တွတ်တရားပါတယ်။ဒူးပေါ်ထုတ်လို့တက်ထုတ်လို့နိုင်တဲ့ spare ရဲ့တထုရိုင်းတွေကိုရေဘူးတွေသို့မဟုတ်ထိတွေ့အတင်ပြောင်းမှုတွေကြောင့်ဖြစ်လာနိုင်ပြီးတော့အပူဖြီအားတို့ကြောင့်အင်ခံကြောက်တွေနေရာမှာစင်တွန်းထွက်တွေစားတုံးဝင်ရောက်နေရာကြီးပြီးတော့ပြစ်ပေါ်လာနိုင်ပါတယ်။ပူပြီးတော့ acid တက်ဆောင်တဲ့တုတ်ပါဝင်တဲ့ငွေကြီးတွေနဲ့ carbonate ကြောက်တွေထိတွေ့ တဲ့နေရာတွေမှာလည်းတွေ့ရတာပါတယ်ဒီလိုနေရာတွေမှာဆိုရင် spherical ကိုအကျော်တွေအကြောင်းဖြစ်ပုံစံတွေအကောင်းဖြစ်အတွေနဲ့အနေနဲ့တွေ့ရပါတယ်အင်္ဂါကြောက် hotspot တွေကိုအစားထိုးပြီးတော့လည်းပိုးချဖြစ်ပေါ်နိုင်တာတွေရှိပါတယ်တထုတိုက်တွေမှာဆိုရင် spherical တထုတထုရိုင်းကို glinar နောက် dolomite site pyrite chaco pyrite marker site တို့နဲ့အတူတွေ့ရတွေ့ရလေးရှိပါတယ်တချို့တထုရိုင်းတွေမှာဆိုရင် spherical ရဲ့ အကြောင်းတွေရဲ့နှုတ်ခမ်းစွန်းတွေမှာတန်ပါဝင်မှုများတာကြောင့်များတဲ့အပိုင်းတွေမှာစေချက်ကိုပါရက်ဟာအဆက်ပြောက်လေးနဲ့ဝင်နေတာကိုတွေ့ရတတ်ပါတယ်။ဥရုချိပဲချင်းခံရတဲ့ spirality ဟာဆိုရင်တော့စင်ဟာတနည်းအားဖြင့် spirality တထူရန်ရဲ့အနီးမှာ smithsonite တို့ hemomorphite hemomorphite တို့ပြောင်းသွားနိုင်မှာဒီချက်ကြောင့်မြေပြင်မှာ smithsonite တွေ့ရင်သူ့ရဲ့အောက်မှာ spirality ရှိနိုင်ပါတယ်။ spirality ဆိုရက် သူညတတုတိုက်မျိုးမှတွေ့ရတယ်တွေ့ရပါတယ်အထူးသဖြင့်အနေကျတိုက် MBD Coremesis Beverly Tie BMS ဆိုတဲ့ Volcanic Massive Sulfide Deposit တွေမှာတွေ့ရတတ်ပါတယ် Blend တို့မို့ Simple Blend တို့ခေါ်တဲ့ Sphereite ကိုပုံသဏ္ဍာန်မျိုးမျိုးကွန်တက်တီမျိုးနဲ့တွေ့ရပြီးတော့သူ့ရဲ့ဖွဲ့စည်းပုံမှာတမ်းမပါဘူးဆိုရင်ကြည်လင်တဲ့အဖြူအောင်ဆင့်တည်ပေးနိုင်ပါတယ်ဒုဘောထုတ်လုပ်ပုံတွေကတော့ဟင်းလင်းပွင့်ဒုဘောချင်း Open Bin Mining မြောက်နိုင်ပြီသူ့ဖို့ခြင်းကအနာရောမနီတို့ဖြင့်အသုံးပြုကြပါတယ်။တန်အားတန်ကြီးမတက်အောင်သူ့ရေစိန်ကြီးတို့ပြုလုပ်နိုင်သလိုလေးမရှိတဲ့အခန်းတွေကိုသူ့ခုံးငွေတွေထုတ်လုပ်ပြီးတော့သူ့ပြားကိုသူ့ရေစိန်နိုင်တာစိန်နိုင်ပါတယ်။ခြေဝါထုတ်လုပ်တဲ့နေရာမှာဆိုရင်သူ့ကို300ခန်းတို့မှ400ခန်းတို့ထိပါဝင်လေးရှိပြီးတော့သူ့ရေစိန်ရမှာသူ့ကို700ခန်းတို့လောက်ထိအသုံးပြုကြပါတယ်။တရက်စေးဘူးများနဲ့အခြားလားတူဘူးများမှာသူ့ရေစိန်ကအသုံးပြုနိုင်တာကိုလည်းတွေ့ရပါတယ်။ဒါပြင်ဆောက်လုပ်ရေးလုပ်ငန်း လောက်ကုန်ပစ္စည်းများထုတ်လုပ်တဲ့လုပ်ငန်း၊စိုက်ပျိုးရေးလုပ်ငန်း၊စေဝါလုပ်ငန်း၊ဘက်ထရီလုပ်ငန်းတို့မှာဘက်ထရီလုပ်ငန်းတုပ်ဆေးစူးစီးစားတဲ့လုပ်ငန်းတွေနောက်လျှက်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းတွေမှာဆိုရင်လည်းသူ့ကိုသုံးမိနိုင်အောင်တွေးရပါတယ်။ကြောင့်မြတ်တမျိုးအနေနဲ့လည်းအသုံးပြုလို့ရှိပါတယ်။မာဇယမ်းမြေလေးဝန်းကျင်သာရှိတော့လဲကျင်းလင်တပ်ပွားတဲ့စပရိုက်ကို ကြောင်းမြေနာဖြင့်သွေးယူဝတ်ဆင်ကြရလည်းရှိပါတယ်။စပယ်ရိုက်ကစိန်ရဲ့အပွင့်အားထက်သုံးစားတာကြောင်းတွေးရပါတယ်။စပယ်ရိုက်ကမဆင်းနေပြီးတော့ကွင်းအာကောင်တဲ့အတွက်တွေးရခဲ့ပါတယ်။ထုတ်လုပ်မှုများသောနိုင်ငံတွေကတော့ဩစတြေးလျ၊ဘိုလ်ဗီးယား၊ကနေဒါ၊တရုတ်၊အိန္ဒိယ၊အဲယာလန်၊မက္ကဆီကို၊ပီရူးနဲ့အမေရိကန်နိုင်ငံတို့ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဆိုရင်တော့ဘော်ရင်သတ္ထုတွင်လုံချိန်ဒေသနဲ့တိုင်ယမ်မြို့နယ်ခဲတောင်လိုကွက်ဒေသတို့မှာသွတ်ထွက်ရှိကြောင်းသိရပါတယ်။ ကြီးစီသူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေ။